hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်ဒီနေ့မနက်ခင်းမှာဆိုလို့ရှိရင်တော့ Matthias Cunha နဲ့ Manchester United ရဲ့ကြားထဲမှာသဘောတူညီမှုတွေရဖို့အတွက် imminent နှိဆက်နေပြီဖြစ်ပြီးတော့ပုံကိုယ်ရေးသဘောတူညီမှုတွေအတွက်လည်းဆွေးနွေးမှုတွေဇက်တိုက်ပြုလုပ်နေတယ်ဆိုပြီးတော့ကျွန်တော်တို့သားပါနော် Fabrizio Romano တို့ပါလို့ကတော့ဖော်ပြထားတဲ့သတင်းတွေရှိတယ်။ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဓိကဆွေးနွေးကြပါမယ်။ဆိုတော့ Cunha နဲ့ Manchester United ကကျွန်တော်တို့ဒီအပြောင်းအရွှေ့ရာသီတွေဖြစ်တဲ့ဂျွန်ဂျူလန် August တွေပါတဲ့တိတောင်မှာစောင့်မနေဘဲနဲ့ နော်လာမယ့်ဒါကာလာအတူတိုးတွင်းမာရင်ကိုအပြီးတက်ဖို့အတွက် United ဘက်ကအမှန်ကန်ကျူးပန်းနေတဲ့ပုံစံပဲအဲ United တို့တော့ကျွန်တော်တို့ဒါသတင်းကောင်းပေါ့ဗျာကိုဒီနဲ့တွေ့တဲ့ဒုက္ခပေးလိရှိတဲ့ဒီကစားမဖြစ်သူကိုကျွန်တော်တို့ဒါအမှန်ကန်ရအောင်ခေါ်ဝေးကျူးပန်းနေတာအသင်းဘက်ကလည်းတိုက်စစ်နေရမှာဆိုလို့ရှင်လိုအပ်ချက်ရှိနေတော့ဒီလိုကစားမတွေကိုကျွန်တော်တို့ခေါ်ဝေးကျူးပန်းနေတာအခုကုညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ breaking news တွေပါညညနေပိုင်းကလေးကကျွန်တော်တက်တာတွေကျွန်တော်တို့ရှိတယ်ပေါ့နော်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါ အားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးအနေနဲ့ကတော့ Manchester United ကကျွန်တော်ဒီ Matthias Cunha ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့သဘောတူညီမှုရဖို့ဟာပူပူပြီးတော့နှိစက်မှုတွေရှိလာပြီဖြစ်တယ်ပေါ့နော်။ကွန်ညာရဲ့ဘက်ကလည်းနွေရာဒီပြောင်းရွှေ့မှာ ဒီအသင်းပြောင်းဖို့အတွက်ကျွန်တော်တို့ဒီအသင်းလုံးဝပြောင်းဖို့ရှိတယ်လို့ Manchester United ကလည်းခေါ်ဖို့အတွက်နှိစက်မှုတွေရှိနေတယ်ပေါ့ United ရဲ့ဘက်ကတော့လာမယ့်လအတော်တွင်းမှာကိုပဲကစားမဖြစ်သူနဲ့ပုံကိုရေးဆန်ရသဘောတူညီမှုတွေရနိုင်ဖို့အတွက်မျှော်လင့်ထားတယ်ပေါ့နော် United အတွက်လက်ရှိကွန်ရကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အမှန်ကန်ဖိအားပေးလာနိုင်တာဆိုလို့ဒါပြိုင်ဘက်ဖြစ်လာနိုင်တာဆိုလို့ ပေါ့နော် Newcastle ပဲရှိတယ်ပေါ့ Newcastle ရဲ့ဘက်ကတော့ Matthias Cunha ကိုအမှန်ကန်ခေါ်ခြင်းတဲ့နေရာမှာကျွန်တော်ပါတယ်ဒါပေမဲ့လည်းလို့ ညူကာဆယ်မှာရှိတဲ့လက်ရှိလူစည်ရင်နဲ့မန်ချက်စတာယူနိုက်တက်မှာအကယ်လို့ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင်အဓိကနေရာကနေပါဝင်ကစားရမယ့်အခွင့်အရေးကိုရှိနေတာကြောင့်မက်ဒီယက်စ်ကွန်ညာကိုရင်ကတော့ယူနိုက်တက်ကိုပဲပို့ပြီးတော့ဦးစားပေးပြောင်းကျင်နေဆိုတဲ့ဒီသဘောမျိုးတွေကျွန်တော်ဒါဆိုင်မွန်ဂျုံစ်တို့ဘာလို့ကပါကျွန်တော်ပြောလာတယ်အဓိကတော့ဗျာရူဝင်အမ်မိုရင်ရဲ့လက်အောက်မှာအဓိကကစားသမားဖြစ် နေရိုနံပါတ်10မှာကစားသွားဖို့ရှိတာကြောင့်ကွန်ညာကပူပြီးတော့ပြောင်းကျင်တာပေါ့နော်ဆိုတော့ဒါကြောင့်မန်ချက်စတာယူနိုက်တက်ကတော့ဒီကစားမဖြစ်သူကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့အမှန်ကန်ကိုကျွန်တော်တို့အလုပ်လုပ်နေတာဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ထုံးစံနိုင်မယ်ပေါ့ဗျာကျွန်တော်တို့ဒါအီတလီယန်ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ပါရီဇီယိုရိုမန်နူကလည်းနောက်ဆက်တွဲသတင်းနေနဲ့သူဆက်ပြီးတော့ဖော်ပြလာတာကျွန်တော်တို့ရှိတယ် ယူနိုက်တက်ရဲ့ဘက်ကတော့လက်ရှိမတ်တီးယပ်စ်ကွန်ညာကိုခေါ်ယူဖို့အတွက်ထိတ်ဆုံးကနေပြီးတော့ရေပန်းစားနေတဲ့အသင်းဖြစ်တယ်ပေါ့ပိုကိုရေးဆိုင်ရာသဘောတူညီမှုတွေရရှိဖို့အတွက်လည်းကစားမဖြစ်သူနဲ့မန်ချက်စတာယူနိုက်တက်ရဲ့ဂျာတယ်မှာဆွေးနွေးနေပြီဖြစ်တယ်ပေါ့နော်ဆိုတော့လက်ရှိဆွေးနွေးမှုတွေအရတော့နှစ်ဖက်နှစ်ဖက်ဘက်မှာဆိုလို့ရှိရင်အပေါင်းလက္ခဏာဆောင်တဲ့ဒါသဘောတွေကျွန်တော်တို့ကျွန်တော်ရှိနေတယ်ပေါ့နော်ပထမဆွေးနွေးမှုတွေအပြီးမှာဒါကြောင့်ယူနိုက်တက်ရဲ့ဘက်ကကစားမဖြစ်သူနဲ့ဆွေးနွေးမှုတွေကိုစက်တိုက်စသူတို့တွန်းပြီးတော့လှုပ်ဆောင်နေတယ်ပေါ့နော် လွန်ခဲ့တဲ့48နာရီအတောအတွင်းမှာမက်ဒီယက်စ်ကွန်ညာရဲ့အေဂျင့်ဖြစ်သူနဲ့ United တာဝန်ရှိသူတွေရဲ့ကြားထဲမှာလူတွေဆွေးနွေးမှုတွေကျွန်တော်တို့ရှိခဲ့တယ်။ဆိုတော့ဒီကွန်ညာဘယ်လိုပြောရအောင်ကွန်ညာနဲ့ရူဘင် MOR ရဲ့အချင်းကြီးကတော့တော်တော်လေးကိုပေါ့နော်ကျွန်တော်သာဆက်ဆံရင်းကောင်းတဲ့အနေအထားတစ်ခုကိုကျွန်တော်ရှိနေတယ်။ကစားမဖြစ်သူကိုယ်တိုင်ကလည်း Manchester United နဲ့ချိတ်ဆက်ကောင်းနေရှိနေတာဖြစ်တဲ့အတွက်ပေါ့နော်။အသင်းကိုကျွန်တော်ပြောင်းရွှေ့ခြင်းနဲ့ပေါ့ဗျာ။ဆိုတော့နီးပြနဲ့လည်းအဆင်ပြေတယ်အသင်းကိုလည်းသဘောကျတယ်ဆိုတဲ့အခြေအနေမှာကျွန်တော်ရှိတယ်ပေါ့နော်။ ။ဒါကြောင့်ဟိုဟို Fabrizio Romano ကသူ့နားလေထားတဲ့အချိန်ရဆိုလို့ရှင်တော့ United ကဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကိုတက်နိုင်နေမြအမြန်ဆုံးအဆုံးတက်ဖို့ကျွန်တော်ရှိတယ်ဗောနော်အမြန်ဆုံးလှုပ်ဆောင်မှုကျွန်တော်ရှိတယ်လာမယ့်ဇူလိုင်နဲ့ဩဂတ်စ်တို့လောက်ထိเนาะအချိန်ညမျိုးကြမှာဆွေးနွေးတာမျိုးတွေဗောနော်ကျူးပန်းတာမျိုးတွေရှိနေမှာမဟုတ်ဖ ೇನೆ ဒီအပြောင်းအရွှေ့ကိုယူနိုက်တက်ဟာမြန်နိုင်မြတ်အမြန်မြန်ကျွန်တော်ဒီအဆုံးတက်ဖို့ရှိတယ်ဗောဗျာအရာခေါ်ဖို့အတွက်ကျူးပန်းသွားဖို့ရှိတယ်ဗော ဒါဟာလက်ရှိဖရီဆိုရိုမန်နိုကနောက်ဆက်တွဲအနေနဲ့ကျွန်တော်ပြောထားတဲ့အရာဆိုတော့ခြုံကြည့်ရမယ်ဆိုလို့ရှိရင်မက်ဒီယက်စ်ကွန်ညာကိုခေါ်ဖို့အတွက်မန်ချက်စတာယူနိုက်တက်ကအမှန်ကန်ကျူးပန်းနေပြီးတော့ကစားမဖြစ်သူတွေပို့ကိုရေးဆိုင်ရာသဘောတူညီမှုတွေတော်မှအမြန်ဆုံးရယူဖို့ကျူးပန်းနေတယ်ဆိုတာပဲအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်အသေးမှဆိုလို့ရှိရင်အချီနီကကျွန်တော်နေတဲ့ဒီတိုက်စစ်ပိုင်းကဘလို့မှမရဘူးဗျာနော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ခေါ်တာခေါ်ဖို့ကျူးပန်းတာအနေနဲ့ဒီသတင်းထွက်တဲ့ကစားမတွေအများကြီးရှိတယ် နော်မဒီယက်စ်ကွန်နာတို့ချာချာကီတို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဗစ်တာအိုစီမန်တို့နဲ့အများကြီးပဲအဲ့ဒီတဲကမှကွန်ညာအတင်းတွက်ဟိုနံပါတ်1နော်တိုက်စစ်မှာအားဖြစ်မဲ့ကစားသမားလူကိုကျွန်တော်တို့ဖြစ်လာတာသူတပြင်းကတော့ကစားမဖြစ်သူကိုယ်တိုင်ကိုကလုံးဝဝူဘာဟန်တန်ကနေပြောင်းကျင်နေတယ်နော်အသင်းနဲ့တွေ့တဲ့ဒုက္ခပေးယူနေမှာကောက်ဗျာဝူဘန်ဟန်တမှာတကယ်ကောင်းတဲ့ကစားမတယောက်ဖြစ်သူကဆွမ်းဆောင်ရည်တွေပြပြနေတယ်ဆိုတော့ ဟိုဘယ်လိုရမလဲအတင်းပတ်ကတော့ဒီခေါ်ဖို့အတွက်စိတ်ဝင်စားတာကတိတ်ပြီးတော့မထူးဆန်းဘူးပေါ့နော်လက်ရှိအတင်းသွားကျင်ပါတယ်ဆိုတော့ Amorin ရဲ့ formation မှာဆိုလို့ရှိရင်လည်းပဲဒီကစားမဖြစ်သူကအမှန်ကန်အဝင်ခွင့်ကြဖြစ်မှုတွေကျွန်တော်ရှိတယ်နော် Uber Anden နဲ့ဆိုတဲ့အတွက်ကျွန်တော်တို့ဒီပြောင်းရွှေ့ကြီးကတန်း90လောက်တော့3000 3ဝနိုင်တာပေါ့လေဆိုတော့ဟိုအတင်းပတ်ကပေါ့နော်တကယ်တွန်းနိုင်တယ်အဓိကအဖြစ်တော့တန်းစင်းဖို့အတွက်ကက်တီလေးလွတ်သွားတဲ့အတင်းတွေဗျာဒီလားကျွန်တော်တို့လည်းမထူးဘူးဆိုတော့အဲ့လိုမျိုးဆိုတော့ကကြတော့ Uber Anden ရဲ့ဘက်ကလည်းရောင်းကျင်တယ် အတင်းရဲ့ဘက်ကလည်းတန်း90လောက်နဲ့ဆိုလို့ရှိရင်ကိုပဲရအောင်ကြိုးပမ်းမဲ့နေထားမျိုးပါဆိုတော့အရေးကြီးတာတော့ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေကျွန်တော်တို့ဒါအရယူထားဖို့ပဲဆိုတော့ခုလက်ရှိအတင်းဘက်ကဆွေးနွေးနေတယ်ဒါသတင်းကောင်းပါဒါသတင်းကောင်းပါဆိုတော့တကူလို့ရှိတာပေါ့လေနော်ပုံကိုရေးဆိုင်ရာသဘောတူညီတွေပဲဘာတွေရသွားပြီးဟေးဆိုလို့ရှိရင်ကျွန်တော်တို့ Uber တန်းနဲ့ကျွန်တော်တို့ကြားတွေမှာသဘောတူညီမှုရဖို့ကြိုးပမ်းမှာအဲ့ကြလို့ရှိရင်တော့ဒါစာပြောင်းရွှေ့ကြည့်တွေကတော့စကားပြောလာပြီပေါ့ဗျာကိုရီးယားတော့ကျွန်တော်တို့တိတဲ့အတိုင်းပဲကိုအသင်းရဲ့ကစားမားတွေကို အရင်ရောင်းချနိုင်မှเนาะအရင်ရောင်းချနိုင်မှကျွန်တော်တို့ကဒီဟွာခေါ်ခွင့်ရမှာဗာလေဒီရလာတဲ့ငွေနဲ့မှကစားမားတွေခေါ်ခွင့်ရမှာအခုချိန်ကြီးတော့ဘသူကိုရောင်းမယ်ဘဝကိုရောင်းမယ်ဆိုတာမျိုးကပြန်ပြီးတော့တိတ်သွားပြန်ပြီเนาะဆိုတော့ကွန်ညာတို့ကိုခေါ်ဖို့အတွက်တန်း90ဆိုတာမျိုးကကျွန်တော်တို့မလွယ်ဘူးပေါ့เนาะ Champions League တွေပါတွေဒီဝင်ခွင့်ရတယ်ဆိုလို့ရှိရင်တော့အပြောင်းရွှေ့တွေကပို့ပြီးတော့လွယ်လာမှာပေါ့ဗျာဒါမှမဟုတ် Champions League ဝင်ခွင့်ရသည်ဖြစ်စေမရသည်ဖြစ်စေ ကွန်ညာကိုတော့အတင်ဘက်ကတော့ရအောင်ခေါ်ဖို့အတွက်ကြိုးပမ်းလိမ့်မယ်လို့လို့ကျွန်တော်ထင်တယ်။မတီးယက်စ်ကွန်ညာဟာအတင်ဘက်ကဟိုတကယ်ကိုဦးစားပေးပြီးတော့ကြိုးပမ်းခံနေရတဲ့ကစားမတစ်ယောက်ကျွန်တော်ဖြစ်နေပြီဗျာ။တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်လီယန်ဒီလက်တိုပါလို့ကစားမတွေအစ်ပစ်ရှစ်ပလေယာတွေကျွန်တော်တို့ရှိတယ်အတင်ဘက်ကခေါ်ကျင်နေတဲ့စန်တာဖော်ဝါ့မှာဒါပေမဲ့ဒီကစားမတွေကိုအခုချိန်ထိကြိုးပမ်းနိုင်မှုကျွန်တော်မရှိသေးဘူး။ဆိုတော့နေရိုနံပါတ်10နေရာမှာကစားမဲ့ဟောဒီမတီးယက်စ်ကွန်ညာတို့ကိုကျွန်တော်ခေါ်ဖို့လုပ်နေပြီ။နော်ဆိုတော့အပြောင်းအရွှေ့ကလည်း ကျွန်တော်တို့ဆောင်းအပြောင်းရွှေ့ကတော့နည်းနည်းဆောင်းအောင်မယ်ထင်ပါတယ်။ဒါပေမဲ့ကစားမားနဲ့ပုပ်ကိုကြီးဆန်ရသဘောတူညီမှုတွေရဖို့ကတော့ခက်မြန်မြန်ဖြစ်သွားနိုင်နေပေါ့နော်။ဒါမထင်ဘူးမထင်မှာပဲဖြစ်လာတာပဲ။ဟောကျွန်တော်ကတော့အပြောင်းရွှေ့ကာလတွေပါတယ်ဒီဆောင်းရလိမ့်မယ်လို့ကျွန်တော်ထင်ထားတာ။အတင်းဘက်ကချက်ချင်းဆိုသလိုသူလှုပ်လို့ပြသွားတယ်ပေါ့နော်။ဆိုတော့တကယ်သဘောတူညီမှုဘယ်ချိန်လောက်ရမလဲတော့ကြည့်ရမှာပေါ့လေ။ဆိုတော့ Matthias Cunha ဒီ Manchester United ရဲ့ပထမဆုံးခေါ်ယူနိုင်တဲ့အပြောင်းရွှေ့တော်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ော်ဆိုတော့သဘောတူညီမှုတွေအရင်ဆုံးရလာပြီးဆိုလို့ရှိရင်တော့ဒါအများကြီးအပေါင်းလက္ခဏာဆောင်တဲ့အရာဖြစ်သွားပြီပေါ့လေဆိုတော့ပြီးမှဥပဟန်တန်နဲ့ကျွန်တော်ကြားထဲမှာပြောမှာပေါ့ဗျာဆိုတော့ဒါသာတရင်ကောင်းအောင်မှာဒါတရင်ကောင်းအောင်မှာနော်ဥပဟန်တန်မှာဘလူပဲသူ့ဟာနဲ့သူဒီ attitude ပိုင်းနေဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေနော်အသင်းကိုရောက်လို့ရှိရင်တော့သူပြင်ရင်လည်းပြင်သွားနိုင်မှာပဲလေနော်ဟိုကျွန်တော်လည်းပဲဒီကနေ့ပြောရရင်လက်ရှိသူဘန်တမှာလုတ်ပြနေတာလေဘောလုံးဆွမ်းဆောင်ကြီးကတော့ဘယ်လိုပြောလဲကိုအတင်းကကစားမှတွေကောင်းပါလေ เนาะဟိုအရင်ကြီးကျွန်တော်မျောလင့်ထားတဲ့အချိန်မျိုးမှာတော့မရှိဘူးပေါ့ဗျာเนาะကျွန်တော်အများကြီးမျောလင့်ထားတာဒါပေမဲ့ဒီကစားမကအဲ့လောက်ကြီးကြီးမဟုတ်ဘူးဆိုတော့လည်းပဲအတင်းကိုရောက်လာတဲ့ခါကျလို့ရှိရင်ပူကောင်းရင်ကောင်းသွားမှာပဲပြောမရဘူးလीเนาะပြီးလို့ရှိရင်လက်ရှိအတင်းမှာရှိတဲ့ကစားမတွေထက်တော့ပူကောင်းတာပဲတိုက်စစ်ပိုင်းမှာဆိုတော့ကိုအတင်းမှာလက်ရှိရှိနေတဲ့ player တွေထက်ပူကောင်းတဲ့သူကိုရမှာဆိုတော့ဒါကတော့ကောင်းတဲ့အပြောင်းရွှေ့ပါပဲဒါပေမဲ့အဲ့ဒီခုနကပြောတဲ့ဒီ Uber Hunter မှာဘာလို့သူပြနေလဲဒီ attitude ပါနေတာတော်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 မေးခွန်းထုတ်စရာကောင်းနေเนาะဘာလို့လဲဆိုတော့အတင်းမှာ ဒီဒိုင်းမိုးတွေပါလာလို့မရဘူးဗျာကျွန်တော်တို့ကရှေ့မှာကြုံပြီးသွားပြီเนาะဟိုပေါ်ပါတို့ဘာတို့လက်ထက်တို့ကလေးကကစားမားတွေကစွမ်းဆောင်ရည်ကောင်းတွေပြနိုင်ရည်တန်းနဲ့အရေးချင်းကောင်းတွေရှိရည်တန်းနဲ့ဒီအကျင့်ပိုင်းဇာရိတာပိုင်းတွေပြီးလို့ရှိရင်ကာရက်တာပိုင်းတွေမှာကျတော့အဲ့လောက်ကြီးကြီးမဟုတ်တော့ဘူးဗောနော်အခုဆိုလို့ရှိရင်ကျွန်တော်ဗျာဘယ်လိုပြောမလဲအရင်တုန်းကတော့တော်တော်လေးသဘောကျတယ်သူဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့တာမြေရာဒီဝက်လောက်မှာဒီ တားနာမည်ကြီးလာတာเนาะတားနာမည်ကြီးလာပြီးတော့ကိုညာကအသင်းကြီးတွေနဲ့တခြားသတင်းထွက်တာအသင်းကြီးတွေနဲ့တခြားသတင်းထွက်ပြီးတဲ့နောက်ပိုင်းမှာကစားမကဗျာဘယ်လိုပြောမလို့ကွင်းထဲမှာကစားပြီးဆိုလို့ရှိရင်စိတ်တိုင်းမကြတာတွေကတပွဲလုံးပဲဒီလေသူသူသူပုံစံကိုကြည်ရတာဗောနောအသင်းဘော်တွေကိုစိတ်တိုင်းမကြတာမျိုးအသင်းဘော်တွေကသူပေးကျင်တဲ့ဘော်လုံးလမ်းကြောင်းတွေကိုမပြေးလို့ရှိရင်ဒီမှာလက်မြောက်ချီမြောက်နေတည်တယ်မလားနော်လက်ညှိုးတွေပါထုလက်အလိုလက်တွေပါထုပြိုးနေတာမျိုးနော်ပြီးလို့ရှိရင်ကျွန်တော်တို့ အရာအလုံးကဗျာသူ့ကိုပဲတည်တယ်မလား focus ဖြစ်နေအောင်လို့တမင်လောက်ယူပြနေတယ်လို့မျိုးကြီးကျွန်တော်ခံစားရတယ်။အဲ့လိုမျိုးဆိုတော့အစင်မပြေဘူးပေါ့နော်ဒါအပြင်သူ့ရဲ့နီးပြရဲ့အခုလက်ရှိပေါ့နော် Vita Pereira သူ့လိုနီးပြရဲ့ press conference မှာလုံးဝ dead ဝေဖန်ခံတာကိုလည်းသူခံရတယ်။ဝေဖန်တာကိုလည်းသူခံရတယ်ဒါတွေကကောင်းနေရင်ဖြစ်လာစရာအကြောင်းမရှိဘူးဗျာ။ Pereira ဆိုရင်ပြောတာရှင်းရှင်းလေးရဲ့နော်ကျွန်တော်ဒီအသင်းမှာဘယ်လိုပြောမလဲအသင်းစိတ်တဲ့ရှိဖို့ကအရေးကြီးတယ်ဘာညာဆိုပြီးတော့ပေါ့နော်။ ဆိုတော့နောက်နောက်တစ်ခါသူတီးခတ်မှာမဟုတ်ဘူးဘာညာတွေသူတို့ပြောထားတယ်ဆိုတော့တစ်ခါလေးမှာအရန်ကုန်ကိုပို့ပလိုက်တာတွေပါရတော့ကျွန်တော်တို့ရှိတယ်ဗျာဒီလားဆိုတော့ကွန်ညာရဲ့ဒီအချင်းကြီးကအဲ့ဒီဟာကတော့တော်တော်လေးဆိုးတယ်နော်အဲ့ဒီဟာကတော့ဒီအတင်းကိုရောက်လို့ရှိရင်တော့ပြောင်းလဲမလားတော့ကြည့်ရမှာပေါ့လေနော်ဆိုတော့ဒါကတော့ကောင်းတဲ့အရာတော့မဟုတ်ဘူးဗျာဥမာထားပါတော့ယူနိုက်တက်ကိုရောက်လာတယ်သူ့ကိုကျွန်တော်တို့ကတန်း90ပေးပြီးတော့ညောကျွန်တော်တို့ဒုက္ခဒုက္ခခေါ်လိုက်ရတယ်အတင်းကိုရောက်လာတယ်ကစားမောင်းအခြေသွန်းပြတယ်ထားပါတော့အခြေသွန်းပြပြီးတော့ ဒီလိုပုံစံဒီပဲဆက်ပြီးတော့ချိုးနေဦးမယ်ဆိုလို့ရှိရင်ကျန်တဲ့ကစားမားတွေနဲ့ကျွန်တော်တို့ဘယ်လိုဆက်သွားမလဲဒါဝူပန်နဲ့မဟုတ်တော့ဘူးဗျာဟုတ်တယ်မနော်အတင်းမှာသူ့ဟာနဲ့သူကဟိုနာမည်ရှိတဲ့ကစားမားတွေကြီးပဲရဲ့အဲ့ဒီတည်းမှာသူကဒီလိုမျိုးချိုးမျိုးလာချိုးလို့မရတော့ဆိုတော့ဟိုအရေးပါတဲ့ကစားမားတယောက်ဖြစ်လာပြီဆိုလို့ရှိရင်တော်တော်များများကအဲ့လိုမျိုးတွေပြောင်းသွားကြကြပဲဒါကြောင့်လည်းရှိမှာဒီအချိန်ဒီကတော့အတင်းကိုရောက်လာလို့ရှိရင်ပြောင်းလဲသွားဖို့မျှော်လင့်ရမှာပေါ့လေ နော်ဆိုတော့သူလည်းပဲအသင်းပြောင်းချင်လို့လုံးနေတာဖြစ်ကောင်းဖြစ်မှာပဲအသင်းပြောင်းသွားရပြီဆိုလို့ချင်းဒါမျိုးတွေပြောင်းနေကောင်းပြောင်းနေသွားနေတာပဲဘယ်သူသိမလဲနော်ဆောင်းတော့ကြည့်ရမယ်သူ့မှာကျွန်တော်တို့နေတဲ့ဒီသဘောမကျတာဆိုတော့အဲ့ဒါပဲရှိရယ်ကျန်တာကတော့ဘယ်နော်ဒီဂိုးလေးကောင်းကောင်းတွင်းတဲ့တဲ့တဲ့မှာကျွန်တော်တို့ပါတယ်တယောက်ချင်းကြော်ဖြတ်မှုတွေလည်းကျွန်တော်ကောင်းတဲ့ကစားမတယောက်ပြီးလို့ရှိရင် physical ကလည်းမစားဘယ်လိုပြောမလဲရှိတဲ့နဲ့အချင်းကြီးမျိုးမှာရှိတယ်ဗျာနော်ဒီ never turn up ကစားတဲ့ player တယောက်တွေအရင်ကြီးလေးထူနေတာမျိုးမဟုတ်တယ်လို့နော်ပိန်ညောင်ပြီးတော့ဘာမှလုံးမရနေတိုင်းမျိုးလည်းကျွန်တော်ဟုတ်မနေဘူး ဆိုတော့ဟိုဘယ်လိုပြောမလဲဖန်တီးမှုလည်းကောင်းတယ်ဘောလုံးပေးတာလည်းကျွန်တော်ကောင်းတယ်တယောက်ချင်းကြော်တာလည်းကျွန်တော်ကောင်းတယ်ဂိုးလည်းသွင်းနိုင်တယ်ဆိုတော့ physical ဘိုင်းကလည်းမဆိုးဘူးပေါ့နော်လက်ရှိ premier league မှာလည်းကစားနေတဲ့သူဆိုတော့ premier league နဲ့အံဝင်ခွင့်ကြမဖြစ်မှာလေကျွန်တော်တို့သိပူတော့ပူစရာမလိုဘူးပေါ့နော်အသင်းမှာအံဝင်ခွင့်ကြဖြစ်မလာပဲကျွန်တော်တို့ကြည့်ရမှာပဲအမိုရင်းကနော်ကျွန်တော်တို့ပြောမရဘူးဆယ်သမားရေနော်ဒီကောင်ကိုခေါ်ပြီးမှနော်စနစ်တွေပြောင်းလဲလိုက်တယ်လို့နော်ဘာလို့ဆိုလို့ရှင်ဘယ်လိုလုပ်မလဲ ပြောင်းလဲဖို့တော့မရှိပါဘူး။သူကဒီတိုင်းပဲသူသွားလာတာဆိုတော့ကျွန်တော်ကွန်ညာကိုခေါ်နိုင်နေသလိုရှိရင်အလုတ်ဖြစ်ဖို့ကအများကြီးပါ။ဒါကြောင့်ဗောနကျွန်တော်တို့ကစားမားနဲ့ပုတ်ကိုရေးဆိုင်ရာသဘောတူညီမှုရပြီဆိုတာနဲ့အစင်ကတော့ပြေးပြီ။ဒါပေမဲ့လို့ဥပဟန်တန်နဲ့ကျွန်တော်ချားတဲ့ကဒီပြောင်းရွှေ့ရေးတန်း90ဒီဘာတွေကျတော့အတင်းဘက်ကဘလို့စီမံမလဲပေါ့။ဒါတွေကိုကျွန်တော်ကြည့်ရမှာပဲ။ဆိုတော့ယူရိုနေနေရောကွန်ညာကိုလက်ရှိအတင်းဘက်ကဒီလာမယ့်ဘောနောကျွန်တော်က9လပိုင်းမှာတင်အရာ9လိမ့်မယ်လို့နော်ခေါ်ဖို့အတွက်သဘောတူညီမှုတွေဘာတွေရလိမ့်မယ်လို့ယူရိုထင်ကြလား။ ဆွေးနွေးကြပါအောင်ဆရာသမားရေနော်ကစားမကပြားတဲ့ခြေသွမ်းကတော့ကောင်းနေတဲ့အတင်းကစားမတွေထပ်ပို့ပြီးတော့ကောင်းတော့လိုချင်တာပဲတဲ့ဒါပေမဲ့ကိုရီစီရောက်မယ်ဆိုလို့ရှင်တော့လက်ရှိသူပြုတ်မှုနေတဲ့ attitude ဘန်နေပြင်ဖို့တော့မျောလင်းရတာပဲတဲ့နော်โอเคခြေသမားဒီမှာလဲကိုရီစီရောက်လို့ရှင်တဲ့ပို့ပြီးတော့ကောင်းလာမှာပါတဲ့နော်ဒီဥပန်တန်ကစားမတွေထပ်ပို့ပြီးတော့ကောင်းတဲ့သူတွေရှိတဲ့နေရာဆိုတော့သူလည်းပဲပြင်လာမယ်လို့ထင်တာပဲတဲ့နော် အဲတန်း60ကျော်ပြီးတော့ပေးရမယ်ထင်လားတဲ့နော်အဲကျွန်တော်တို့မထင်ပါဘူးလက်ရှိကျွန်တော်တို့ရှေ့မှာသဘောဒီသတင်းထွက်ထတာကတန်း60ကိုနော်တန်း60နဲ့ကျွန်တော်တို့သတင်းထွက်ထားတယ်တခုတော့ရှိတယ်နော်ဒီယာဒီမှာပဲကုညာကတတန်းလားမသိဘူးတူလိုက်တာအပြောင်းရွှေ့မှာသတင်းတွေတအားထွက်လာတဲ့အခါကျတော့ဒီကုညာနဲ့ဥပန်တန်းတို့တတန်းတူလိုက်တာကျွန်တော်တို့ရှိတယ် ကျွန်တော်ကတော့ထင်ပါတယ်ဒီဒီဒါကတော့သူတို့ကြားထဲမှာ gentleman agreement တွေဘာတွေပါလိမ့်မယ်လို့ထင်တယ်ထားပါတော့ငါပြောင်းကျင်တဲ့အသင်းဆိုလို့ရှိရင်တော့ဘလူဘလူပညာเนาะပြောမရဘူးเนาะအဲ့လိုမျိုးနောက်ပိုင်းမှာဘောလုံးသမားတွေရအဲ့လိုမျိုးတွေတက်တန်းတူပြီဆိုလို့ရှိရင်အဲ့လို agreement တွေယူထားကြတာတွေဘာတွေရှိတယ်လေကျွန်တော်မှတ်မိတော့ဆိုလို့ကျွန်တော်သူတက်တန်းတူလိုက်တယ်ခဏကျွန်တော်ကြည့်ကြည့်တက်တန်းတူလိုက်တယ်2029ခုနှစ်ထိပြเนาะအောက်တယ်သူတက်တန်းတူထားတယ်2029ခုနှစ်เนาะဂျွန်လ30ထိသူတက်တန်းတူထားတာ ဒါဈေးကွက်တန်ကြီးကလည်းလက်ရှိမှာယူရို55သန်းရှိတယ်ယူရို55သန်းရှိတယ်ဆိုတော့ကိုရီအနေနဲ့ပေါ့နော်ကျွန်တော်ဒါတန်း90လောက်ထိတော့မပေးရအောင်ဆိုအဲတန်း90လောက်ထိတော့ကျွန်တော်သုံးရမှာပဲအခုကတော့လောလောဆယ်မှာဆိုလို့ရှိရင်သူ့ကိုစိတ်ဝင်စားနေတဲ့အတန်ထွက်နေတဲ့ကလပ်တွေရှိတာပေါ့လေ CT တို့ Carcel တို့เนาะပြီးလို့ရှိရင်ကျွန်တော်ဒါ Arsenal တို့ Villa တို့ Spurs တို့ Nottingham Forest တို့ဒီထဲမှာမှ Manchester United က64ရာခိုင်နှုန်းအထိကိုကျွန်တော်ဒါဖြစ်နိုင်ကြီးများတယ်ဆိုပြီးတော့ တင်းနေမှာတော့ကျွန်တော်တို့ဒီပေါ်လာတာပေါ့လေဆိုတော့အမှန်တကယ်ခေါ်နိုင်မလားပဲကျွန်တော်ကြည့်ရမယ်ကွန်ညာကပြရမကြိုက်ဘူးလေစိုက်ပြီးတယ်နော်အဲအတင်းရအောင်ပြောင်းပြောင်းသွားမှာပါနော်ကျွန်တော်တို့အနေနဲ့ဒီပြောလို့မရဘူးလေနော်ကစားမားတွေရဲ့အချင်းဒီကိုပုံတီတော့တတ်မှတ်လို့မရဘူးပေါ့ဗျာအခုတော့သူပြောင်းရင်လည်းပြောင်းသွားမှာပေါ့ဘန်လီကူသမားလေးမစိုးဘူးနော်လေနော်အဲဘန်လီကူသမားတို့ဘာလို့ကမရပါဘူးဗျာနော်လူကောင်တအားသေးတယ်နော်လူကောင်တအားသေးတယ် James 12ဆိုတာရှိတယ်နော် မရပါဘူးဒါလူအောင်သေးတယ်နော်ကိုရီအတင်းမှာအဆင်ပြေလိမ့်မယ်လို့မထင်ဘူးနော်ဟိုဘင်းစင်ကုမ္ပဏီရဲ့လက်အောက်မှာလည်းတည်တိုင်းပဲအတင်းမှာဘယ်ပြောလို့ဒီတော့ကောင်းတဲ့ကစားမတွေဈေးဈေးကွက်ထဲမှာအများကြီးရှိပါတယ်ဂူသမားကတော့တကယ်တမ်းပြောလို့ရှိရင်မရှားဘူးဗျာဒီလားခေါ်နိုင်ဖို့ပဲအိုနန်းနာထက်ပူညံ့တဲ့ဂူသမားတော့ဈေးကွက်ထဲမှာရှိတယ်လို့ကျွန်တော်မထင်ဘူးဘယ်သူခေါ်ခေါ်အိုနန်းနာထက်တော့ပူကောင်းရင်ကောင်းပါပဲခုနကဂျိမ်းစ်ထွက်ဖို့လေအိုနန်းနာထက်တော့ပူကောင်းရင်ကောင်းပါပဲဒါမျိုးလို့ကျွန်တော်တို့အကောင်းဆုံး level ရောက်ဖို့ဆိုလို့ရှိရင်တော့ဗောနော် ဘယ်လိုပြောကျွန်တော်တို့ဒါပိုကောင်းတဲ့ကုသမားတွေတော့ကျွန်တော်ခေါ်နိုင်မှတော့ကျွန်တော်ရမယ် Okay အဲကိုညာကိုဝယ်ယူဖို့အတွက်တဲ့เนาะတိုက်စင်မှု2ယောက်တည်းကဘသူကိုရောင်းထုတ်နိုင်မယ်ထင်လဲတဲ့ကျွန်တော်ကတော့တိုက်စင်မှုစစ်စစ်နောက်တစ်ယောက်ကိုထွက်ခေါ်ဦးမယ်ထင်တယ်ထားပါတော့အခုလက်ရှိသတင်းထွက်နေတဲ့ Lian D Lab 2ဘာလို့ပေါ့เนาะထွက်ခေါ်ဦးမယ်ထင်တယ်အဲ့ဒီကြမှာရောင်းကောင်းရောင်းနိုင်မယ်အခုလက်ရှိကွန်ညာကိုခေါ်ဖို့ကတော့အတင်းမကရောင်းလိမ့်မယ်လို့မထင်ဘူးတိုက်စစ်တိုက်စစ်ကြီးတွေကတယောက် ရောင်းပြီးမ ုညာကိုခေါ်မယ်ဟိဆိုတာမျိုးလုံးလိုက်မယ်လို့တော့ကျွန်တော်မထင်ဘူး။နော်ကျွန်တော်တော့မထင်ဘူးပေါ့နော်။အခုလက်ရှိဂျီဒန်ဆန်ချူရဲ့အပြောင်းအရွှေ့ကနေ25သန်းကျွန်တော်ရဖို့ရှိတယ်။ချဲစီကတော့ဆန်ချူကိုအပြစ်သက်ခေါ်လိုက်မယ်လို့ကျွန်တော်ထင်ပါတယ်။အရှိသူတို့တွေအဆင့်14အောက်ရော့တဲ့အကြောင်းမရှိရဘူးဆိုတော့သူတို့ကပေါ့နော်ရော်ကြီး5သန်းပေးပြီးတော့ဆန်ချူကိုပြင်လှုပ်လို့ရတယ်။ဒါမှမဟုတ်25သန်းနဲ့ကျွန်တော်တို့ဆန်ချူကိုအပြစ်သက်ခေါ်လို့ရတယ်။ကျွန်တော်ကတော့ဒီချင်းဒီဆိုလို့ကျွန်တော်တို့သဘောမကျကြကြကြတို့ဆန်ချူကိုအပြစ်သက်ခေါ်ပြီးတော့ နောက်တသိန်းကိုပြန်ရောက်မှုကျိုးပန်းရင်ကျိုးပန်းလိမ့်မယ်ဗျာနော်ဆိုတော့အသင်းကိုတော့ပြန်ရောက်လာလိမ့်မယ်လို့တော့မထင်ဘူးပြီးလို့ရှိရင် market stretch book ကလည်းဒီပုံစံနဲ့ဆိုလို့ရှိရင်တော့ Aston Villa မှာအပြည့်အစုံနေသွားရဖို့ကျွန်တော်ထင်တယ်နော်ဘာလို့လဲဆိုတော့ကစားမတယောက်ဗျာစဉ်းစားကြည့်နော် United ကမလိုလို့အငှားချလိုက်တာနော်ဘယ်တော့ပဲအသင်းပေါ်မှာတန်ရုံစင်ရှိတယ်ပြပြောကိုမလိုချင်တဲ့နေရာကိုဘယ်သူမှနေကြမယ်လို့လည်းကျွန်တော်မထင်ဘူးဆိုတော့ market stretch book ရဲ့ပြောင်းရွှေ့ကလည်းကျွန်တော်တို့ဖြစ်ဖို့များတယ်ဆိုတော့တန်း40အာဆိုတော့ဟိုအသင်းရဲ့လက်ရှိကစားမတွေမရောချသေးမင်းနေတဲ့တင်ကို မန်ဒီယက်ကွန်ညာတို့ဘာလို့ကိုခွန်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတဲ့အခါကျတော့ဒီမှာအဲ့ကစားမကိုခေါ်ပြီးတော့ဗာလဲဒီလီယမ်ဒီလက်တို့ဘာလို့ကိုခေါ်မေဟေးဆိုတဲ့အချိန်မှပဲတိုက်စစ်တွေကိုလက်လွတ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟိုတိုက်စစ်ကတော့ဗျာလက်ရှိမှာเนาะရောင်းမယ်ဆိုရင်တိတာနေတာပဲရက်စမတ်ကိုရောင်းအောင်မှာပဲဇစ်စီတော့ရောင်းလို့မဖြစ်ဘူးဟောပြေတနာက goal scoring strike ကပုံစံမျိုးမဟုတ်ဘူးဆိုပြီးမဲ့လို့ zigzi ကသူ့ဟာနေသူကအဆင်ပြေနေတာเนาะ resmus ပဲအဆင်မပြေတာဆိုတော့ resmus ကိုတော့ရောင်းနိုင်မယ်ထင်တာပဲအကယ်လို့မြန်ရောင်းဖို့တွေးတယ်ဆိုရင်ပေါ့လေ ကျွန်တော်မယောင်းမင်းနဲ့တိုက်စစ်မှုအားမဖြစ်နိုင်နိုင်ဘူးလေကျွန်တော်ဖြစ်ကောင်းဖြစ်သွားနေမှာပဲအာငါတို့ရေနော်နေရွနံပါတ်1လူဆုံးလာပြီဆိုလို့ချင်းတိုက်စစ်မှုစစ်စစ်ဖြစ်ကွန်ညာကိုသုံးกว่าဆိုပြီးတော့လေဖြစ်ကောင်းဖြစ်သွားနေတာပဲဆိုတော့ပြောမရဘူးပေါ့နော်ဗီတာအိုစီမန်ကိုတဲ့အဲသဘောကျတဲ့နေမှာမပါဘူးဗျာတိုက်စစ်ပိုက်မှာတဲ့ကစားတာကထိတ်တန်းစင်ဆိုပေမဲ့ဘယ်ချိန်နာသွားမလဲဆိုတာပဲကြည့်နေရတယ်တဲ့နော်โอเคအဲအခုမှ live မိတယ်โอเคပါကျေးဇူးများတင်ပါတယ်အဲ brandfood ဂူးသမားကိုခေါ်စေချင်တာโอเค မလေးရှားကိုလည်းလာကြည့်ပါလားတယ်နော်တော်တော်သေးတော့ဗျာကြည့်နိုင်တဲ့အခြေအနေရှိမနေသေးပါဘူးနော်အာဆီယံအော်စတာပွဲသွားကြည့်ပြမှလားတယ်နော်အဲမကြည့်ပြပါဘူးဆရာသမားကြီးမကြည့်ပြဖို့များပါတယ်နော်ကိုကိုတချို့ကစားမတွေပါလိုက်မယ်လို့ကျွန်တော်မထင်ပါဘူးလက်ရှိဒီဟိုမှာ United ဘက်ကလေပြောလို့တော့မရဘူးပေါ့လေနော်ပြောလို့တော့မရဘူးပေါ့အဲ fresh နေပြတဲ့ United ကွင်းလေကအတောင်တင်းဆုံးပဲတဲ့လွမ်းလေလွမ်းရင်တော့လိုက်သွားဆရာတူတူကီကိုနော်ဖရက်ကိုလွမ်းရင်တော့တူတူကီကိုအထုတ်မှပြီးလိုက်သွားရတော့ ဒီကိုကော့စတာပြောပြတယ်ဟာအဲ့အဲ့ကောင်ကမင်းတားမှပါတယ်နော်ကိုသူမကျွန်တော်တို့ဒီကိုကော့စတာသူကနေသူဘယ်လိုပြောမလဲ distribution တွေတော့ကောင်းတာ goal keeping နဲ့ပတ်သက်လို့ရှင် error အကြီးကြီးနော်မားတာတွေကျွန်တော်တို့နည်းမနေဘူးကျွန်တော်တို့နဲ့ဒီရာဒီတွေ့တာကိုပဲ euro ပါလိမ့်မှာဒီကောင်မင်းမားထားတာလေနော်သူတော့ resmat twin နဲ့နှစ်ကိုးဆိုဒီကောင်ကိုမပေးသင့်ဘူးနော်နှစ်ကိုးစလုံးသူပေးရတယ်ဆိုတော့နော်ဒီကိုကော့စတာတို့ဘာလို့ကဈေးကြီးပြီးတော့အမားများတဲ့ကုသမမျိုးတွေတည်ရမလားနော်အချင်းကြီးကမကောင်းပါဘူး စနာဖော်ဝဲစစ်စစ်ပဲခေါ်တင်တာရတယ်နော်။ကိုညာကကစားနိုင်ပါတယ်နော်။ကိုညာကစနာဖော်ဝဲစစ်စစ်ပြီးကျွန်တော်တို့သာဥပိုင်းတမ်းမှာကစားဘူးတဲ့အချိန်ကြီးကျွန်တော်ရှိပါတယ်။ Okay ဆိုတော့အဲခြေတိမြိုင်တင်ပါတယ်ခြေတိမြိုင်တင်ပါတယ်ဆိုတော့လက်ရှိကတော့ဒါကိုညာနဲ့ပတ်သက်လို့တင်ငါတော့ဟော့နေတယ်ပေါ့လေ။နော်ကျွန်တော်တို့ဒီရှေ့လျှောက်လာမယ့်နိုင်ပိုင်းအတော်တွင်းနိုင်ပိုင်းဆိုတော့ကျွန်တော်ညနေညပိုင်းနေမှာဘာတွေဆက်ပြီးတော့ထူလာမလဲတော့ကျွန်တော်ကြည့်ရမယ်နော်။ဆိုတော့ကြည့်နေတဲ့ကြီးကိုကျွန်တော်တို့သာ900နီးပါးရှိပါတယ်။ကြောက်ချင်းစီတန်းကိုခြေတိမြိုင်တင်ပါတယ်။ ဆိုတော့နောက်ထပ်သတင်းညီမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ